ထိုင်းမေတော်ကြီးတိရိခေရဲ့အထောပတ်တိ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Crazy Ang ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ Thai Mythology Theory K ရဲ့အထောက်ပတ်တီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ Thai Mythology Theory K ဟာသက်တော်63နှစ်အရွယ်မှာ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ည9:27မိနစ်မှာ King Chulalongkorn Memorial Stadium မှာငင်းချမ်းစွာနဲ့နှံ့ရွာဆန်သွားခဲ့ပါပြီ။ Mythology ကိုအုံပြုတဲ့အနေနဲ့သူ့ရဲ့အထောက်ပတ်တီကိုခြေသေးရု Crazy Ang ကနေပြီးတော့ ော့ကွန်ပျူတာဆက်ပေးလိုက်ပါရရှင် အများအချို့အတွက်အနစ်နာခံဆောင်ရွက်ခဲ့တဲ့ဘဝ Melody Theory Kit ကို1932ခုနှစ်ဩဂုတ်လ12ရက်တောက်ချာနေ့မှာဘန်ကောက်မြို့မှာမွေးဖွားခဲ့ပါတယ်။အဲဒီအချိန်ကထိုင်းနိုင်ငံကတပ်ဦးစံပိုင်ဘရင်စနစ်ကနေဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဒီမိုကရေစီစနစ်ကိုကူပြောင်းပြီးတော့လာအနေငယ်အကြပဲဖြစ်ပါတယ်။သူကနက်ခရာမန်ကလာခီတီရာခရုမင်းသားနဲ့ မလန်ဘူဂါခီတီရာခရော့တို့တဲ့မိကြီးဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ခီတီရာခရော့တို့ရဲ့ဂုံချက်တီရေလို့အသေးပဲရတဲ့တီရီခစ်ဆိုတဲ့နာမည်ကို80မြောက်ရာမောက်ဘရင်ရဲ့မိဖုရား Queen Yaben ပါနေရနေပြီးတော့ပေးသနာခဲ့ရလဲဖြစ်ပါတယ်။သူရဲ့အစောပိုင်းပညာရေးက1936ခုနှစ်မှာရာဇနီကျောင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ထိုင်းနိုင်ငံအထိကိုရောက်လာပြီးတော့ဘန်ကောက်မြို့ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏကြုံတွေ့ရတဲ့အခါ သူက1940ခုနှစ်မှာဆမ်ဆန်လမ်းပေါ်က Saint Francis Xavier Convent ကျောင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီမှာသူဟာစံတရားပညာကိုသင်ယူခဲ့ပြီးတော့ကျော်ကြားရဲ့ concept painting တယောက်ဖြစ်လာဖို့အိမ်မက်တွေမှတ်ခဲ့ပါတယ်။1946ခုနှစ်မှာစစ်ကြီးပြီးဆုံးသွားပြီးတဲ့နောက် သူရဲ့ဖခင်ဟာ United Kingdom ဆိုင်ရာတာဝန်ကြီးဖြစ်ခန့်ခံခဲ့ရပြီးတော့မိသားစုကလန်ဒန်မြို့ကိုဖြောင်းရွှေ့ခဲ့ကြပါတယ်။အဲဒီအချိန်မှာသူဟာ St Francis Xavier Convent Town မှာ အလေတန်းတတိယနေ့ကိုပြီးဆုံးခါစားဖြစ်ပါတယ်။အင်္ဂလန်မှာသူဟာနာမည်ချီ Paris Conservatory မှာပညာသင်ကြားခွင့်ရဖို့ audition ဖြေဆိုဖို့ပြင်ဆင်ရင်းပုဂလိကဆရာရင်းနဲ့အတူ Sunday ရအင်္ဂလိပ်နဲ့ပြင်သစ်ဘာသာစကားတွေကိုဆက်လက်ပြီးတော့သင်ယူခဲ့ပါတယ်။တော်ဝင်မြစ်တာဇလန် 1948ခုနှစ်မှာပါရီမြို့ကမော်တော်ကားဆက်ယုံတွေကိုအလဲပက်ရောင်းရှိနေတဲ့ဘယင်ဘူမီပေါ်အက်ဒရာဂျဲဟာသူရဲ့မိသားစုနဲ့ယနေ့ခင်မင်သွားခဲ့ပါတယ်။ဘယင်မြင့်မြတ်ကဆွတ်ဇာလန်နိုင်ငံမှာကားမတော်တစားမှုတစ်ခုကြောင့်ထိခိုက်ဒဏ်ရာရပြီးတော့ဆေးရုံတက်ရောက်နေရတဲ့အခါ Melan Buar Kitiarka ya tu ye tamiri phet de Theory Kit da မွန်ရေချရွန်စီဆရီခစ်နဲ့ဘတ်စကာမွန်ရေချရွန်စီဘူဆာဘာရိုကိုဘယင်မင်းမြတ်တက်တာလာတဲ့အချိန်အတွင်းလာရောက်တွေ့ဆုံဖို့ပုံမှန်ခေါ်ဆောင်လာခဲ့ပါတယ်။ဒီနေ့အကြာမှာမေရောဆန်ကွမ်ကဘယင်မင်းမြတ်ရဲ့ကိုစားသီရီခစ်ကိုလက်ထပ်ခွင့်တောင်းဆိုခဲ့ပါတယ်။1949ခုနှစ်ဇူလိုင်လ19ရက်နေ့မှာ တီသက်ဆေးဆက်ချောင်းလန်းတဲ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်။သူဟာ1950ပြည့်နှစ်မန်ရှလာမှာရှစ်ဆက်မြောက်ရာမဘရင်အာနန္ဒာမဟိဒောရဲ့တော်ဝင်မိသူပွဲအတွက်ထိုင်းနိုင်ငံကိုမပြောင်းခင်အချိန်အထိပညာဆက်လက်ပြီးတော့သင်ကြားနေခဲ့ပါတယ်။1950ပြည့်နှစ်ဧပြီလ28ရက်နေ့မှာတော်ဝင်မင်္ဂလာအခမ်းအနားကိုဆရာဖာသူနန်နန်းတော်မှာကျင်းပခဲ့တာဖြစ်ပါတယ်။90မြောက်ရာမဘရင်က ဒါမွန်ရာဂျောဝန်စီဆရာခေကိုမိဖုရား TVK အဖြစ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။အရင်နေ့မေလ9ရက်နေ့မှာကျင်းပတဲ့ဘီယံမင်းမြတ်ရဲ့နန်းတက်ပွဲအခမ်းအနားအတွင်းမှာသူ့ကိုမေရော်ဂျီ TVK အဖြစ်ထက်မှန်ပွဲတိုးချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။တော်ဝင်မိသားစုဘယင်မင်းမြတ်နဲ့မိဖုရားကြီးတို့မှာတားတော်သမီးတော်လေးပါထွန်းကားခဲ့ပါတယ်။သူတို့ကတော့ဆွစ်ဇာလန်နိုင်ငံလမ်စနင်းမှာမွေးဖွားခဲ့တဲ့မင်းသမီးကြီး ဥပိုရတနာအခုအခါဆယ်စင်းမြောက်ရာမဘရင်ဖြစ်လာတဲ့အင်ရှိဆန်မင်းသားမဟာဗီဇီရာလောင်ခွန်မင်းသမီးမဟာချက်ခရီသီရီတုံပြီးတော့မင်းသမီးချူလာလောင်ဘန်ဝူလာဝတ်တို့ဖြစ်ပါတယ် 1956ခုနှစ်မှာဘရင်ဘူမီဘောဟာရှီဟောင်းတော်ဝင်အစံလာအတိုင်းရဟန်းတော်ဝင်ရောက်တဲ့အခါမိဖုရားသီရိခေတ်ကဘရင်မရှိတဲ့အခိုင်မှာနိုင်ငံကိုရှာဟီကိုစာအုပ်ချုပ်သူအဖြစ်ကိုတာဝန်ယူခဲ့ပါတယ်ဘရင်မမြတ်ပြန်လည်ရောက်ရှိလာတဲ့အခါသူ့ရဲ့ဘွဲ့ကိုပြည်သူတွေရဲ့ခုံလုံရလို့အတိတ်ပဲရတဲ့ Queen Thirikit The Queen Concert မြေပြာ TV အခင်းအဖြစ်ကိုတိုးမြင့်ပေးခဲ့ပါတယ်။သူဟာ90မြောက်ရာမဘရင်ဥရောပကို အလေအပတ်သွားရောက်စဉ်ယာယီကိုစားအုပ်ချုပ်တဲ့မြေပြာ Seriba Jarara ပြီးရင်တော့ထိုင်းနိုင်ငံသမိုင်းမှာအရေးပွဲကိုရရှိတဲ့ဒုတိယမြောက်မြေပြာဖြစ်လာခဲ့ပါတယ်။တော်ဝင်စီမံကိန်းတွေသူရဲ့ဘဝတစ်လျှောက်လုံးမှာမေရော်ကြီးကထိုင်းနိုင်ငံရဲ့မိဖုရားတစ်ပါးအဖြစ်ကို ကိုစံမြောက်ရာမဘရင်ရဲ့အဖော်မော်အဖြစ်ပါ တော်ဝင်တာဝင်အများပြောက်ထန်းဆောင်ခဲ့ပါတယ်။မရေမထွက်နိုင်တဲ့တာဝင်တွေကိုပခုံးထမ်းခဲ့ပြီးတော့ထိုင်းပြည်သူတွေကိုကူညီဖို့နဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီမံကိန်းသစ်တွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။သူရဲ့တော်ဝင်စီမံကိန်းတွေကဒီကနေ့အချိန်အထိထိုင်းနိုင်ငံသားတွေအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုယူဆောင်ပေးခဲ့ပါတယ်။အဲဒီထဲမှာဘရင်မင်းမြတ်က ရေးပါကျမကတော့တက်တော့ပါလို့သူကိုယ်တိုင်တခါပြောကြားခဲ့ဘူးတဲ့တက်တော့ထိန်းသိမ်းရေးလုပ်ငန်းတွေထိုင်းပိုးတယ်နဲ့ကနဝင်ခေါ်အခါကိုအဓိကထားတဲ့ရင်ကျိမှုထိန်းသိမ်းရေးအစီအစဉ်တွေပြီးတော့ထိုင်းလူမျိုးတန်းနဲ့ချီတဲ့ဘဝတွေကိုပြောင်းလဲပေးခဲ့တဲ့တခြားချိုးပန်းဆောင်ရွက်မှုအများအပြားပါဝင်ပါတယ်။1986ခုနှစ်မှာထိုင်းဆိုရာကမိဖုရားကြီးကိုဂုံပြုတဲ့အနေနဲ့သူ့ရဲ့အမွေအနှစ်ကို မျိုးသားရုံးပေးရအဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။ သူရဲ့မွေးနေ့ဖြစ်တဲ့ဩဂုတ်လ12ရက်နေ့ကိုနိုင်စင်နိုင်ငံရဲ့အရေးပါတဲ့နေ့တစ်နေ့အဖြစ်ဆက်လက်ကျင်းပနေစေဖြစ်ပါရယ်။ထိုင်းနိုင်ငံအခုအခါမှာတော့ဆယ်စုနှစ်ခုနှစ်ခုကျော်ကြာထိုင်းပြည်သူတွေရဲ့အချိုးကိုသူဘဝတစ်ခုလုံးမြုံနှံဆောင်ရွက်ခဲ့တဲ့ချစ်ခင်မြတ်လို့ရတဲ့မေတော်ကြီးတစ်ပါးကိုဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနဲ့ချီးကွင်းနေရပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်။ပရိသတ်များရှင်အတန်အတွက်အမာရွတ်နေရှိရင်လည်းပြင်ဆင်ပြီးတော့နောက်ဆောင်ပေးဖို့အတွက်မြင့်တာရဲ့ခံပါတယ်ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့ရဲ့တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးထိကြပါစို့ရှင်။